ားလုံးပဲမင်္ဂလာပါဗီဒီယိုရေးမှကျူးလို့ပါတယ်ကျွန်တော်မနောပီတယ်လွန်ခဲ့တဲ့ရက်ကဆရာကျမကလေးမွေးရဲ့လေရွေးချယ်ခြင်းလို့ပါအရေးတော်ကြီးတယ်ဆရာမြန်မြန်ရရမှအဆင်ပြေမှာမို့ပါအမြန်ကြီးပြေးဆောင်ရမယ်ဆိုလည်းပြောပါဆရာဆိုပြီးမေးမြန်းထားပါယခုကဲ့သို့ရေးချယ်သူများမေးလာရင်ကျွန်တော်အနေနဲ့တော်လေးစိတ်ညစ်ရပါတယ် အရင်ရင်ယေရှုတွေကလုံမနာမီပေးထားသူများကလေးမီပေးမေးထားသူများဘေဒဟောဇရန်မေးသူများနဲ့ပေါင်းလိုက်ရင် လူပေါင်းများစွာ ဖြစ်သွားပါတယ်။နေရောညရောတွေ့ရပါတော့တယ်။အဲ့ဒါကကျွန်တော်အတွက်နားရမရှိဖြစ်နေတဲ့ပြဿနာတစ်ခုဆိုလဲမမားပါဘူး။ကျွန်တော်အတွက်အဲ့ချင်းအတော်လေးနဲ့သွားပါတယ်။ကျွန်တော်အဲ့ဒီလောက်အချင်းမြန်မြရတော့လူ ချားစရာစီသွားလိုက်ပါလို့ပြောပြန်ရင်လေကိုကိုယုံကြည်လို့မေးမြန်းလာဆိုလို့ညင်းလို့မကောင်းမြတ်ပါဘူးသူတို့ကလည်းသူတို့အเจ้าနဲ့သူတို့အမြင်ရကျင်တာကိုမာလည်းကိုအเจ้าနဲ့ကိုအတော်လေးကွက်ကြပါဒါကြောင့်အဲ့ဒီမျိုးသမီးကိုစာပြန်လိုက်ပါလေကျွန်တော်မနေ့နှစ်နာရီမှသုံးနာရီတွင်ရအောင်တွက်ပြပါမယ်အစင်ပြမယ်ဆိုရင်ချက်လက်လေးပို့ထားလိုက်ပါပြောပြီး စားတော့ကုန်လူငန်းအတွက်နမီတွေတွက်ပြီးရွေးချယ်နေလိုက်ပါတော့တယ်အဲ့ဒီမျိုးသမီးရင်သွေးလေးအတွက်မဟာဘုပညာနဲ့ကလေးမွေးရဲ့ရွေးချယ်ကြည့်ကြပါတော့ဆရာဝန်ခမရက်ကဇူလိုင်လဇွန်လ17ရက်ကနေ21ရက်အတွင်းဖြစ်ပါဖခင်ကကိုခေါင်ဖြစ်ပြီးတော့မိခင်ကမတ်ဤဖြစ်ပါတယ် 2025 6လပိုင်း12ရက်နေ့မနက်9:00နာရီမှ10:00နာရီတွင်မွေးဖွားရင်ရွေးချယ်မှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာဘုပညာရနှစ်မှာဘုရဲ့တစ်ကျွင်မွေးနိုင်ကြတာပြည်အတိပြည်လာမှာဘုရဲ့သုံးကျွင်မွေးနိုင်ကြတာပြည်တိုင်းရက်မှာဘုရဲ့နှစ်ကျွင်မွေးနိုင်ကြတာပြည်မရနာနိုင်မှာဘုရဲ့သုံးကျွင်မွေးနိုင်ကြတာပြည်တိုင်းတိုက်ဌာနမှာဖြစ်ပါတယ်။2025 6လပိုင်း14ရက်နေ့မနက်9နာရီမှ10နာရီတွင်မွေးဖွားရန်ရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာဘုပညာရာနှစ်မှာဘုရဲ့တစ်တွင်မွေးနေ့စနေထုံးလာမှာဘုရဲ့သုံးတွင်မွေးနေ့စနေတိပတိရက်မှာဘုရဲ့လေးတွင်မွေးနေ့စနေမရနာနိုင်မှာဘုရဲ့တစ်တွင်မွေးနေ့စနေထုံးဖြစ်ပါ။ နောက်ထပ်ရက်ကတော့2025 6လပိုင်း19ရက်နေ့မနက်9:00နာရီမှ10:00နာရီခွဲအတွင်းမွေးဖွားရန်ရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့ဒီနေ့ဟာမာဘုပညာရနှစ်မာဘုရတေကျွင်းဝင်းနိုင်ကြတာပရိတိပိလာမာဘုရသုံးကျွင်းဝင်းနိုင်ကြတာပရိတိုင်ရက်မာဘုရနှစ်ကျွင်းဝင်းနိုင်ကြတာပရိမြေနာနိုင်မာဘုရသုံးကျွင်းဝင်းနိုင်ကြတာပရိတိုက်ဌာနဖြစ်ပါတယ်။ 啊，龙妹妹，水面，选练车没架吧？呀。